တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမြင့် channel ကနေမှဖန်ပြလေးပြချူဆိုပါတယ်ဆိုတော့ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ဗီဒီယိုတစ်ပုဒ်နဲ့အရင်စရအောင်ဗီဒီယိုတစ်ပုဒ်နားထောင်ကြည့်ရအောင်နော်ကျမောင်းနိုင်ငံရဲ့ကျင်းပနေကြဘာသာရေးပွဲတွေရိုးရာဒလိပွဲတွေဟာဆိုရင်ဒီလိုမျိုး PDF ဆိုတဲ့အဖွဲ့ကြီးပေါ်လာပြီးရင်တောင်မှဘလောက်ထိတောင်မှခက်ခက်ခဲနဲ့ကျင်းပလေးရှိလဲဆိုတော့သမိုင်းမှတ်တမ်းလေးပေါ်ရှင်ကျမဒီသမိုင်းမှတ်တမ်းလေးကိုတင်သိနေတယ်ထင်လို့ဒီသတင်းလေးကိုပြောပြတာပါ ဲ့ဒါပါလဲဆိုရင်ခစ်တက်မှာလည်းတင်ထားပါရဲ့ရှင်ခစ်တက်ကတင်ထားပါလဲဆိုတော့စစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်ပုံကထိန်နေလှည့်လည်တဲ့ခါမှာဆိုရင်ね drone နဲ့ဘုံကျဲမအောင်စိုးရင်တဲ့အတွက်ဂျန်ပါတွေကားပေါ်တင်ပြီးတော့လှည့်လည်နေရတယ်ဆိုတော့သူကသတင်းရေးသားထားပါတယ်ဒီသတင်းရေးတဲ့သူကျွန်မအပြင်မှာမြင်ဘူးရှင်နဲ့ရှင်သူတို့တရင်ရဲ့လားရကိုသူကပြောကျင်တာကတော့စစ်တပ်ကကြောက်နေရဲဆိုတဲ့ရည်ရွယ်ချက်ကိုသူကပုံလွင်ထင်ရှားအောင်ပြကျင်တာပေါ့နော်ဒါပေမဲ့မိဘပြည်သူတို့အဲ့တရင်ကိုဖတ်ကြည့်လိုက်တဲ့အခါမှာသိနာလဲသွားတာက ျမတို့နိုင်ငံမှာဘာသာရေးပွဲတွေကိုဘယ်ဖွဲ့စည်းရပဲလို့လို့အနှောက်ယှက်မပြုအောင်ရှင့်ဘာသာရေးပွဲတွေယဉ်ကျေးမှုဒလိထုံတန်ပွဲတွေကိုအနေရပေးလိပေးထားရှိတာက PDF တွေပဲဆိုတော့အဲ့ဒီသတင်းမှာပေါ်လင်းထင်ရှားသွားတာရှင့်ဒီ27ဒေါ်လာရေမပြီးမချင်းကတော့ကျတော့ဒီလိုမျိုး အုံနောက်မပြည့်တဲ့ဘောမတွေရဲ့စကားတွေကိုနေ့အတိုင်းကျတော့ reaction လုပ်နေရမှာဖြစ်တယ် ဒီနေ့ကျမတို့ reaction လုပ်ရတဲ့အတွက်ကြောင့်အကျိုးကျေးဇူးတွေအများရှိပါတယ်တော်လန်ရဲတွေအတွက်ဥပမာတစ်ခုပြောပြမယ်အားလုံးသိနေတဲ့ဖိတ်ပြောင်မောင်းမောင်း အရင်တော့ကျမတို့ကိုနီပိန်လို့ခေါ်တယ်ကျမတို့စကားတွေကို तू မယုံဘူးကျမတို့ကအလကားနဲ့ပြောတယ်လို့ပဲ तू ထင်တယ်ဒါပေမဲ့အခုလဲနဲ့ကြော်လာတဲ့အခါမှာမောင်မောင်တောင်မှဒီနေ့ကျမတို့ကိုနီပိန်လို့မပြောတော့ဘူးနင်တို့ပြောတဲ့စကားတွေဟာအခုမန်ကနေဆိုမှပြောလာခဲ့တယ်အများကြီးထဲကတူဦးတယောက်ပေါ့နော်ကျမတို့ reaction လုပ်ပြီးမိမောင်ထိုးပြလာတဲ့အခါမှာတချို့သူတွေကစဉ်းစားတတ်လာတယ်မြင်လာတတ်တယ် ဒါကြောင့်မို့ဒီနေ့ကျမတို့က reaction ကိုလှုပ်ချင်နေဖြစ်စေမလှုပ်ချင်နေဖြစ်စေကျတို့ reaction ကိုလှုပ်ရတယ်အခုဒီဘောမဒီကတော့သူတို့ရဲ့ဗဇက်ထဲကနေမှ ဟုတ်တယ်ဒီစစ်ခွေးတွေကမားတယ်လို့လည်းဘယ်တော့မှဝန်ခံမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ခွေးရဲ့ဘောကိုတခါမှပြီးရင် အသေးထွက်ပေးရတယ်ဒါကြောင့်မို့ဘူးလက်လက်ဆွေဆိုတာဟာသူ့ရဲ့စစ်ခွေးဘက်မှာလည်းသူကကောင်းကြည့်တဲ့ခွေးတကောင်ဖြစ်တယ်သူစစ်အင်ဂျီချွတ်ပြီးတော့ကျန်းပွတ်ထဲမှာလည်းသူလည်းသူ့နေရာနဲ့သူရတဲ့သူဖြစ်တယ်ဒါပေမဲ့မဲပေးမဲ့လူဒီရဲ့စီရင်ကအတော်လေးမားပါလေလို့ပြောလိုက်တဲ့တခွန်းဟာ ဒီနေ့တူ social media တွေထက်ကနေမှပျောက်ကွယ်သွားတဲ့အထိဖြစ်ခဲ့ရတာဒါဟာစစ်ခွေးတွေရဲ့ဘောကိုတခါမှဘယ်တော့မှထွက်လို့မရတော့ထောင်တစ်ခုလိုဖြစ်တယ်ဒီဘောမှပြောသွားတာကတော့မြန်မာနိုင်ငံမှာအများအပြားပြုတ်လုပ်နေကြတဲ့ဘာသာရေးတွေယူရပွဲတွေက ဒီ PDF တွေပေါ်ပေါက်လာတဲ့အခါမှာမှပဲခက်ခဲမှုတွေရှိလာခဲ့တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခစ်တစ်ကလည်းတင်ထားတယ်။စစ်ခွေးတွေရဲ့အတိုင်းဌာနချုပ်ကနေမှ လုတ်တဲ့ကထိန်လဲတဲ့အခါမှာဂျမ်ပါတွေလုတ်ရတယ်။ ဆိုတော့ကိုရေးထားတယ်ဒါကိုဒီထဲမှာဘောမပြောသွားတာကတော့ PDF ဒီကသူတို့ကိုတိုက်ခိုက်တယ်ဆိုတဲ့အဥ္စာကိုပေါ်လွင်ထင်ရှားတယ်ဘသူကမှဒီလိုမျိုးဘာရာရဲတွေရိုးရပွဲတွေမှာဘသူမှ ဖြက်စီးတာမရှိဘူး PDF ဒီကြီးပဲဖြက်စီးတာကိုဖော်ပြတာဖြစ်တယ်လို့ပြောတယ်ဆိုတော့ ဒီနေ့ PDF ဒီကြီးပဲဒါကိုဖြည့်စည်တယ်ဆိုလို့ရှိရင်ဒီနေ့နင်းတို့ကထိန်လဲတဲ့အခါမှာ PDF ဒီနင်းတို့ကိုဘုံတစ်ချက်ပြစ်ခဲ့သလား PDF ဒီစမစနိုက်ပါတုံးတဲ့သူတွေအများကြီးရှိတယ်နင်းတို့ကိုတစ်ချက်ပြစ်ခဲ့သလားမပြစ်ခဲ့ဘူးတောင်ကြီးတစောင်းတိုင်းမှာနင်းတို့လူအုပ်တလောက်ကြီးများတယ်ဒီနေ့ကျမတို့တော်လန်ရဲတွေဘသူက drone တစ်ချက်ပောက်ခဲ့တာတွေ့တယ်လားလက်ပစ်ဘုံနဲ့ပြစ်ခဲ့တာနင်းတို့တွေ့တယ်လားစနိုက်ပါနဲ့တခါကျမတို့ပြစ်ခဲ့တာနင်းတို့တွေ့တယ်လားဘာကြောင့်မလို့တလဲ ဒီနဲ့ PDF ဆိုရဟာလက်နက်ကင်တော့လူတော်လိုင်းရဲတွေဖြစ်တယ်ဒီလိုမျိုးဘာရာရဲပွဲတွေရိုးရာပွဲတွေကိုဘယ်သူကမှမဖြတ်စည်းဘူးလို့အခုဒီဘောမှာပြောသွားတယ်နော်ဆိုတော့အဝေးကြီးကိုကျမမပြောဘူးနော်လွန်ခဲ့တဲ့အပတ်အောက်တိုဘာနောက်ဆုံးပတ်မှာကတာမျိုးရဲ့ဖုန်ကြီးကျောင်းတနေရမှာရက်လေဆွန့်ကျွေးကြတယ်ဖုန်ကြီးကျောင်းမှာအဲ့ထဲမှာနင်တို့ဘုံကျဲခဲ့တယ်လေ ရက်လေဆွန်ကျွေလုတ်တဲ့နေရာမှာပြီးသူတွေဆယ်ဦးလောက်တေဆုံးသွားခဲ့တယ်။ဒါတောင်ပျော်ပွဲမဟုတ်ဘူးနော်။ဝမ်းနေကြွယ်မှုကိုခံစားနေရတဲ့မိသားစုဒီဘက်ကနေမှကိုယ့်ရဲ့ယုံကြည်ခြင်းအရာဖုန်ကြီးเจ้าမှာရက်လက်စွန်းကိုတွားကျွေးကြတယ်။အဲ့ထဲမှာဘုံကျဲတိုက်ခိုက်တယ်။ဒီဆိုလို့ရှင်ဒါ PDF တွေလား။နင်းတို့ခွေးတွေလား။ တော်လရဲတွေမရှိတဲ့နေရာမှာစစ်ခွေးတွေအုပ်ချုပ်ထားတဲ့နေရာမှာဒီလိုမျိုးငိုရပျော်ပျော်ရွှင်ရွှင်နဲ့ပွိုင်းလုံနေရပါတယ်လို့အခုနင်းတို့အုံအောင်မရှိတော့ဘောမာတွေအော်နေကြတယ်။ဘာကြောင့်မို့နင်းတို့ကပျော်ပျော်ရွှင်ရွှင်နဲ့လုပ်လို့ရတယ်လဲ။တော်လရဲတွေနင်းတို့ကိုမတိုက်ခိုက်လို့လေ။နင်တို့တတိရှိတယ်ဆိုလို့ရှိရင်ဒီကထိန်ဆိုလို့ရှိရင်ခွေးတွေတိတံပဲလို့ပြီးသူတွေမပါစင်နဲ့ ဒီဆိုလို့ရှိရင်နင်းတို့ဂျမ်ပါပဲထောင်ထောင်ငါတို့အပြက်ရှင်းပါပဲဒါပေမဲ့ပြီးသူတွေရှိတဲ့အတွက်ကြောင့်တော်လန်ရဲဒီဘက်ကနေမှဒီပြီးသူတွေရဲ့မျက်နှာကိုထောက်လို့ဘာမှမလုပ်ဘူးတခုနောက်တခုကတော့ PDF ထဲမှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာဝင်တွေက65ရခိုင်နှုန်းလောက်ပါဝင်တယ်ဒါကြောင့်အဲဒီ PDF လူငယ်တွေဟာငါဟာဗုဒ္ဓဘာသာဖြစ်တယ်ငါတို့ရဲ့ဘာသာဟာဘာဖြစ်တယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်နင်တို့ကိုဘာမှမလုပ်တာ တကြံနှုံးကဥပုပ်ဆောင်တဲ့ဖုန်ကြီးចောင်းတွေနင့်တို့ဘုံကျဲတိုက်ခိုက်ခဲ့လို့အသက်ကြီးတဲ့အဖိုးကြီးအဖွားကြီးတွေတေဆုံးသွားတာနင့်တို့မသိကြဘူးလားဒီနေ့ကျမတို့တော်လရဲတွေရှိတဲ့နေရာမှာမင်္ဂလာဆောင်လို့ရှိရင်နင့်တို့ဘုံကျဲတိုက်ခိုက်တယ်မနစ်တုံးက TNLAD မြေထုံပေါ်လုံနေတဲ့အချိန်မှာနင့်တို့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ကြော်မျိုးမီဝမ်ပန်တတာနဲ့ပြောခဲ့တယ်မိသားစုသမင်းစားရဖို့အရေးနင့်တို့ကဘောမနေရတာ ခွေးကပဲပြည်သူတွေကိုတတ်တလားဒါမှမဟုတ်လို့ရှင်လူတွေကခွေးကိုတတ်လက်ရှိတလားချိန်ကြည့်ပါဘယ်တော့အခါမှလူတွေကခွေးတွေပျော်ပွေးလုပ်တဲ့အခါမှဘာမှမလုပ်ဘူးဘာသာရေးပဲဖြစ်ဖြစ်ပျော်ပွေးရှင်ပဲဖြစ်ဖြစ်ဖြစ်ခဏတုန်းကလိုမျိုးရက်လေလောက်တာပဲဖြစ်ဖြစ်ခွေးတွေကတော့ဘုံကျဲတိုက်ခိုက်တတ်တယ်ဒါကိုနင်းခွေးမှတော့မြင်ချင်မှလည်းမြင်လိမ့်မယ်နော်တိတ်ရှိရှိဝဲဝဲမပြောချင်ဘူး ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်နော်မန္တလေး PDF တို့ PDF အုပ်စုတွေကအခုမိုးကုံမြို့ထဲမှာတို့နေရာဝင်ယူပါမယ်တို့ကာကွယ်မယ်မိုးကုံမြို့တို့ထိန်းချောင်းမယ်တို့ကာကွယ်မယ်ဆိုပြီးတော့ထကျင်ညာလာတယ်အဲ့တော့ကျင်ညာတဲ့အပြင်ဘာဆက်လို့လဲဆိုတော့မိုးကုံမြို့ကာကွယ်မှုတဲ့ PDF လူငယ်အစ်စ်တွေကိုဖိတ်ခေါ်ပါတယ်ဆိုပြီးတော့ PDF အစ်စ်တွေကိုထပ်ခေါ်ပြီးဆိုတော့လူသစ်ခေါ်ခြင်းအကြောင်းအရာဘာလဲဆိုတော့လူဟောင်းတွေမရှိတော့လို့ရှင်းရှင်းလေးလူသစ်ခေါ်ရဲဆိုတာလူဟောင်းတွေမရှိတော့လို့ပြီးတော့အင်အားတွေပြုံးတင်းနေလို့အင်အားတွေမရှိတော့လို့လူသစ်ခေါ်တာ အင်အားရှိနေလူသစ်မခေါ်ဘူးဘာဖြစ်လို့လဲဆိုတော့အင်အားရှိမှာတော့ဘာကိစ္စလူသစ်ခေါ်မလို့လူတယောက်ခေါ်လို့တိုးလာရင်တိုးလာရတဲ့အကြောင်းကျွေးမွေးစရိတ်ကုန်ကြစရိတ်လက်နက်တပ်ဆင်တဲ့စရိတ်ဝက်စားစရိတ်ဆေးဝါးစရိတ်ဗားစရိတ်ညာစရိတ်ကတအားထောင်းတာ TNL တွေကလည်း तू ဆုတ်မယ်လို့ပြောပြီးသွားပြီအဲ့တော့တေချာကဆုတ်မယ်လို့ပြောပြီးသားဖြစ်တဲ့အတွက် तू ဆုတ်ရလိမ့်မယ် तू မဆုတ်ရင်စစ်တပ်ကကြည်နေမှာ TNL လည်း तू ဆုတ်မယ်လို့ပြောချင်မှာမန္တလေးပြည်က तू ဝင်မယ်လို့ပြောမယ်အဲ့ကြောင့် TNL ကငါကဆုတ်မယ်လို့ပြောပြီးသားမင်းဝင်ရင်ငါတို့ဂရိပြတ်မယ်ဂရိပြတ်ရင်ငါတို့ဘုံကျဲခံရမယ်အဲ့တော့ငါတို့နောက်ဆုတ်တယ်မင်းတို့မင်းတို့မဝင်နဲ့လို့ TNL ရဲ့တားကိုတားရလိမ့်မယ် တားဝင်တဲ့ DNA ကနောက်ကို तू ကဆုတ်သွားတယ်အကောင်ကြီးကရှေ့တိုးလာတယ်ဆိုရင်အဲ့ဒါဆိုရင် DNA လေးလည်းဒါမယူသားကြတယ်အဲ့တော့ဆုတ်ပေးပါပဲမလို့ပြောတဲ့ DNA လေးကမဆုတ်ဖဲနဲ့မန္တလေး PD ရဲ့လက်ထဲကိုတနတ်တွေထည့်ခဲ့တာဒီယူနီဖောင်းပြောင်းဝတ်ပြီးတော့လူတွေချပေးခဲ့ထည့်ပေးခဲ့တာမျိုးတွေလုပ်မယ်ဆိုရင်တော့တက်ကမတိပဲမနေဘူးကောင်းမြန်တယ်ကြည်နေတယ် drone နဲ့ကောင်းကောင်းကြည်နေတယ်ကင်းထောက် drone နဲ့အဲ့တော့ DNA လေးတွေကဘယ်လိုလုပ်မလဲစောင့်ကြည့်ရတကယ်ဆုတ်မှာလားမဆုတ်ဖဲနဲ့အဲ့လိုလုပ်ခဲ့ရင်တော့မိုးကုတ်မြို့ဘုံကျဲလိမ့်မယ်အချိန်တိုင်းတက်က TNL တွေမရှိတော့ဘူးသေချာပြီဆိုရင်တော့အေးမင်းတို့မရှိတော့သေချာသွားပြီလားဆိုတော့ငါတို့ကျဲပြီကျဲမှာဟုတ်ကအဲ့ကြရတော့ဂျာညက်သေးမှာကမန္တလေး PDF နဲ့ PDF တွေသေချာအောင်မယ်ကျွန်တော်ကဒီနေရာမှာမန္တလေး PDF နဲ့ PDF ဖွဲ့လို့ပြောချင်တာတစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ PDF ထဲမှာနေကြတဲ့ညီငယ်ညီမငယ်ဗီဒီယိုလေးမေးချင်တာမင်းတို့ရဲ့ခေါင်းဆောင်တွေမင်းတို့ပြန်မေးရမယ်မိုးကောင်ကခံတိုက်မယ်ဆိုတော့ဘလောက်ခံနိုင်မှာတစ်လလားတစ်နှစ်လားငါတို့ဘလောက်တောက်ခံနိုင်မှာငါတို့အသက်တွေဘလောက်ပေးရမှာမိုးကောင်မျိုးငါတို့ကောက်ွယ်နိုင်မှာလဲအဲ့မျိုးကိုမေးရပြီဟုတ်ပြီမိုးကောင်မျိုးကရတဲ့အကျိုးစီးပွားတွေရောငါတို့ဘလောက်ခံစားရမှာလဲမေးရမယ် ပြီးမိုးကုတ်မြို့မှာငါတို့ခံတိုက်တာတော့မှန်တယ်ငါတို့ရဲ့လက်နက်တွေခရမ်းနေရဘေးရရမှာလဲစားနေကဘေးရရမှာလဲအဲ့ဒီမိကုန်းတွေကိုရှင်းအောင်မေးရမယ်တပ်မတော်ကလင်းပြန်လာတဲ့ခါငါတို့ကအဲ့လင်းကိုငေါပြီးသေးနေငေါဘန်းရမှာလားဒါမှမဟုတ်တနက်ထောင်ပြရမှာလားဘာလို့ရမှာလဲရှင်းအောင်မေးရမယ်တင်သာဆန်းတို့စိုးသူရဆိုတော့ချာချာချာပြောက်ပြီးတော့တို့ကရှင်နောက်ကကြောက်ကြောက်နေတူးနေမှာဆိုရင်တေမားပြီးတဲ့တေမယ်ဟိုကောင်တွေချမ်းသာတာစိုးသူရဆိုတော့တင်သာဆန်းတို့ကချမ်းသာတယ်အဲ့ဒါစဉ်းစားဖို့လိုတယ် ဆိုတော့အခုဒီဗီဒီယိုကတော့အော်တိုဘာလ33ရက်နေ့တုန်းကကျွန်မျိုးမင်းပြောထားတဲ့စကားဖြစ်တယ်။ဒါပေမဲ့ဒီနေ့အကြမှာပဲကျမကဘာကြောင့်မို့ reaction လုပ်တယ်လဲဆိုတော့အထူးသဖြင့် TNLD ကိုပြောချင်တာမဟုတ်ဘဲနဲ့ကျတော့ PDF နေနဲ့ပတ်သက်ပြီးတော့ကျွတ်ရဲ့ခံယူချက်အမြင်တွေကိုနည်းနည်းလေးပြောချင်တဲ့အတွက်ကြောင့်ဒီနေ့ကြမှာပဲ reaction လုပ်ရခြင်းဖြစ်တယ်ဆိုတော့အခုဒီ theme မှာသူပြောသွားတာ၃မျိုးရှိတယ်ပထမဦးဆုံးကတော့မုတ်ကုတ်ကိုကာကွယ်ဖို့ရတဲ့ PDF လူငယ်အစ်စ်တွေကိုပြန်ခေါ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောသွားတာကတော့အထူးထွေအများကြီးတော့မပြောဘူးနည်းနည်းလေးပြောချင်တဲ့ခွေးတွေကိုသိဖို့ PDF လူငယ်တစ်တွေကိုပြန်ခေါ်တယ်ဆိုတာဟာ PDF အဟောင်းတွေမရှိတော့လို့မဟုတ်ဘူး။နင်းတို့ခွေးတွေအ мян ပြောင်ဖို့ရတဲ့လူငယ်တွေများများလိုအပ်တဲ့အတွက်ကြောင့်လူငယ်တွေခေါ်ရခြင်းဖြစ်တယ်။အခုနင်းတို့ခွေးတွေရစစ်မှုထန်အပတ်စဉ်20ရောက်သွားပြီ။အပတ်စဉ်တစ်ခုမှာ9000 9000အပတ်စဉ်20ဆိုလို့ရှိရင်တင်းချီသွားပြီမဟုတ်ဘူးလား။ဘယ်ရောက်သွားပြီလဲ။နင်းတို့ကြမှာပဲဘယ်တော့မှခေါ်လို့မလောက်တော့စစ်ခွေးတွေနေ့တိုင်းညတိုင်း တဲတဲ့အလင်းဝင်လာတဲ့အတွက်ကြောင့်နင်းတို့မှခွေးမလောက်ဘူးမဟုတ်လားဒီနေ့ကျွားတို့တော်လာရဲထဲမှာနင်းတို့ခွေးတွေကိုချဖို့အတွက်လူများများလို့တယ်ဒါကြောင့်ကျွားတို့ကလူငယ်တွေခေါ်တယ်နော်ဒါကိုနင်းတို့ခွေးတွေမမဲ့ဖို့ပြောချင်တယ်ပြင်ဒီထဲမှာနောက်တစ်ခုကတော့စစ်ခွေးတွေရအကြောက်ဒီနေ့ TNLD ဟာသူတို့ကတော့ဒီမိုးကောက်ကနေထွက်တော့မယ် TNLD ထွက်သွားတဲ့အခါမှာ TNLD တချို့ကတော့ PDF ရဲ့ AG တွေကိုဝတ်မယ်ပြီးလို့ရှိရင်ဒီ TNLD ထွက်သွားတဲ့အခါမှာလက်နက်ခဲယမ်းတွေ PDF တွေကိုပေးသွားမှလည်းသူတို့ကြောက်တယ်ဒါတွေကိုကြောက်တဲ့အတွက်ကြောင့်သူကဒီလိုမျိုးပြောတယ်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့ကျမတို့တော်လိုင်းရဲတွေကြားထဲမှာ ခလောက်ဆန်တဲ့စကားဖြစ်တယ်ဒါကဘာလဲဆိုတော့ PDF လူငယ်လေးတွေက share တမ်းမှာတိုက်ပွဲဝင်တယ်နောက်မှာတော့လူကြီးတွေကနေမှတော့ကြောက်တူးမယ်စားမယ် share တမ်းမှာရှိတဲ့လူငယ်တွေကိုတော့ share တမ်းမှာတဲခိုင်းမယ်လို့ပြောတယ်မုကုံမျိုးကိုခုတ်ခနိုင်ဖို့ရတဲ့ရိတ်ခါတွေလက်နဲ့တီခဲရန်နေမလောက်မှာကိုသူအရန်စိုးရင်ပေးတဲ့အတွက်ကြောင့်လဲကျေးဇူးတင်ပါတယ်လို့နော်ဒီနေ့ခဲရန်လက်နဲ့တီနဲ့ပတ်သက်ပြီးတော့တခုပြီးလို့ရှင်လဲ မူကုံမျိုးကိုကာကွယ်နိုင်ဖို့ရန်အတွက်နောက်တစ်ခုဒီနှစ်ခုနဲ့ပတ်သက်ပြီးတော့ကျွန်မနည်းနည်းလေးဒီအချိန်မှာပြောချင်တာဖြစ်တယ်မူကုံနဲ့ပတ်သက်ပြီးတော့ PDF ဒီဘက်ကနေမှကာကွယ်ခုခံသွားမယ်ဆိုတော့စာကိုထုတ်ပြီးတဲ့နောက်ပိုင်းမှာတော့အလူငွေတွေရှာတဲ့ကိစ္စတွေရှိလာခဲ့ပြီဆိုတော့ရှာနေတဲ့သူတွေနဲ့လည်းကျွန်မမသိဘူးဒါပေမဲ့ရှာနေတာတော့ကျွန်မတွေ့တယ် ဆိုတော့ဘသူကမှမယုံကြည်လို့လည်းတော့မဟုတ်ပါဘူးဒါပေမဲ့ကျမဒီညပြောချင်တာကတော့နိုင်ငံတီးတီးမှရှိနေကြတော့ PDF တွေကိုကိုညီချင်တဲ့သူတွေကိုကျမတခုပြောချင်တယ်တကြဆိုလို့ရှင်တဲ့တကြကအင်မတာမှတမိုးရှိတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မုတ်ကုတ်ကိုကောက်ွယ်ဖို့ရန်အတွက်ဥပမာနော် Monday PDF ဆိုလို့ရှင်တဲ့ Monday PDF ရဲ့ Facebook အကောင့်ကြီးရှိကြပါတယ် မင်းချမ် PDF ဆိုလို့ရှင်တယ်မင်းချမ် PDF တွေရဲ့ Facebook တွေရှိကြတယ်ဆိုတော့ဆိုတော့အခုမိုးကုတ်ကိုကာကွယ်ဖို့ရန်အတွက်လိုအပ်နေတဲ့ငွေကြေးရဲကိုထောက်ပံ့ခြင်းတွေဆိုလို့ရှင်တော့ကျမတက်ရောက်သေးရဲ့အမြင်နဲ့ပြောမယ်ဆိုလို့ရှင်တော့ မန်လေး PDF တွေကိုကူညီမယ်ဆိုလို့ရှင်မန်လေး PDF ရဲ့ Facebook အကောင့်ကနေမှသူတို့ကိုစကားပြောပြီးတော့သူတို့ကို direct ကူညီတာဟာပို့ပြီးမှထိရောက်တယ်လို့ကျွန်မယုံကြည်တယ်။ပြီးလို့ရှင်သူတို့စီမံငွေကြေးရရှိတယ်ဆိုလို့ရှင်သူတို့လိုအပ်တဲ့ပစ္စည်းတွေကိုသူတို့မာယူနိုင်တယ်သူတို့ဖန်နဲ့သူတို့လုံလို့ရှိရင်တော့တော်လာရဲ့ဒီဘက်ကနေမှတရားကူညီလို့ရှင်သူတို့လက်ထဲကိုတရားရောက်သွားမှာဖြစ်တယ်။90ကူညီလို့ရှင်90ရောက်သွားမှာဖြစ်တယ်။ဒါကြောင့် တ်စံနဲ့ကူညီတဲ့အခါမှာဖြစ်နိုင်တယ်ဆိုလို့ရှင်တော့ direct မြေပြင်ကိုပို့ချင်အဖြစ် ကိုညီတာဟာပို့ပြီးမှကျောတော့တော့ထိရောက်တယ်လို့ကျမတခုပြောချင်တယ်ပြီးနောက်တစ်ခုကတော့ဒီနေ့ကျမတို့ဒီမုတ်ကုတ်ကိုကာကွယ်တော့မယ်ဆိုလို့ရှင်တော့မုတ်ကုတ်ထဲမှာပဲရှိတဲ့ PDF ဒီနေ့ပဲမလုံလောက်ပါဘူးဆိုတော့မုတ်ကုတ်ကိုလာမယ်စစ်ခွေးတွေကမိထလာကနေလေရင်လာမယ်တရာဦးကနေလေရင်လာမယ်ဆိုလို့ရှင်ဒရာဦးနဲ့နီးစပ်တဲ့ PDF ဒီမိထလာဘက်မှာရှိတော့ PDF ဒီဘက်ကနေလေဒီလေရင်ကွင်းတွေကို drone တွေနဲ့ချဖို့အတွက်လိုအပ်တယ်ပြီးလို့ရှင်လဲ ဒီမြေပြင်ကနဲ့စစ်ကြောင်းထိုးမယ်ဘယ်ကနဲ့စစ်ကြောင်းထိုးမလဲထိုးလာမဲ့အခွေးသက်တွေကိုဂျားကနဲ့မှကျတို့ဖြတ်တော့မှုတွေကိုအများကြီးလုပ်ရမယ်ပြီးလို့ရှိရင်ဒီရှက်သားမှာလက်နဲ့ကင်တဲ့တူတွေကိုပဲကျတို့ချလို့မရတော့ဘူးနောက်တန်းမှာရှိနေတော့စစ်ခွေးတွေနဲ့တက်ဆိုင်တော့ဘျူခွေးရဲခွေးပြည်သူခွေးတွေအားလုံးနဲ့တက်ဆိုင်တော့မိသားစုကိုပါကျတို့ဒီနဲ့ထိရတော့မှာဖြစ်တယ်သူတို့ကိုမထိလို့ရှိရင်စစ်ခွေးတွေကတော့နောက်မှာရှိတဲ့ သူတို့ရဲ့မိသားစုတွေအေးအေးဆေးဆေးနေလို့ရှိရင်သူတို့ကရှေ့တန်းကိုကောင်းကောင်းလေးထွက်ကျင်ကြတယ်။ဒါကြောင့်ဒီနေ့ကျမတို့နောက်တန်းမှာရှိနေတဲ့စစ်ခွေးတွေ၊ဘျူခွေးတွေအားလုံးရဲ့မိသားစုကိုလည်းတတ်နိုင်တဲ့ဘက်ကနေမှချရမယ့်အချိန်ဖြစ်တဲ့59ပါတီတော့ ်ပါတီဒီကိုလည်းတိုက်ခိုက်ဖို့တော့လိုအပ်တယ်စစ်ခွေးရဲ့တောက်တိုင်မှန်သမျှအသက်ကြီးတွေဖြစ်စေငယ်တွေဖြစ်စေခွေးရဲ့တောက်တိုင်မှန်သမျှကိုကျမတို့ဖြိုချနိုင်ရမှာဒီလိုမျိုးဖြိုချနိုင်မှပဲကျတော့ဒီမိုးကုတ်ကိုကာကွယ်နိုင်မှာဖြစ်တယ် ကျွတ်တို့မူကုတ်မှာပဲကာကွယ်နေတယ်ဆိုလို့ရှင်စစ်ရဲ့သဘောတဘာဝအရာဆိုလို့ရှင်ကျွတ်တို့ခံနိုင်မှာမဟုတ်ဘူးစစ်ခွေးတွေကလည်းမလေရင်နဲ့ပုံကျဲမယ်မြေပြင်ကလည်းမစစ်ကြောင်းတွေထိုးလာလို့ရှင်ကျွတ်တို့ကအနည်းနဲ့အမြန်မူကုတ်ကိုစွန့်လို့ရမယ်အခြေအနေရှိတယ်ဒါကြောင့် မိုးကုတ်မြို့ထဲမှာတော်လာရဲတွေရှိနေတယ်လို့ပဲမြို့ကုတ်ရဲ့အပြင်ဘက်မှာစစ်ခွေးတွေလာရလမ်းနေအားလုံးစစ်ခွေးရဲ့တောက်တိုင်မှန်သမျှအားလုံးကိုကျတော့ချနိုင်မှဒီမိုးကုတ်ကကျတော့တွက်လုံချုံမှဖြစ်တယ်မိုးကုတ်ကိုကင်သွဲနိုင်မှကျတော့ရဲ့တော်လာရဲမှာလိုအပ်နေတော့ငွေကြေးရဲကိုလည်းကျတော့ဒီကနေမှရှာယူရမှဖြစ်တယ်နော်စစ်ခွေးတွေလုံးဝလုံးလို့မရအောင်ဘယ်နေရာပဲဖြစ်ဖြစ်ကြောက်တဲ့စိတ်ဓာတ်တွေနဲ့အချိန်ပြည့်ဖြစ်နေအောင် ကျော်ရဘက်ကနေမှနေရတကမှရှိတော့ PDF တွေလှုပ်ရှားဖို့လိုအပ်တဲ့စစ်ခွေးရဲ့တောက်တိုင်မှန်သမျှကိုအကြီးအငယ်ကလေးတငယ်မိသားစုအားလုံးကိုဒီနေ့ကျမတို့အခုတ်ချရမယ်အချိန်ရောက်နေပြီဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့အခုဒီထဲမှာဘောမကျော်မျိုးမြင့်ပြောသွားတာကတော့ညီငယ်ညီမလေးတွေနင့်တို့ရဲ့အသက်ကဒီလိုမျိုးပေးဆက်ရမှာဖြစ်တဲ့အတွက်ကြောင့် စစ်ခွေးတွေနဲ့အမြန်ဆုံးပူးပေါင်းပြီးတော့အလေးဝင်ကြပါလို့ပြောတယ်ဟုတ်ပြီဒီနေ့ PDF ဒီကိုအမြဲတမ်းအလေးဝင်ကြပါလေးဝင်ကြပါလို့ခေါ်တယ်လွန်ခဲ့တဲ့ချိန်မှာအလေးဝင်လာခဲ့တဲ့ရန်ကုန်ကအကောင်လေးကိုဖမ်းသွားတယ်ဒီနေ့ဒီချိန်ထိသတင်းမကြတော့ဘူးဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့ဗီဒီယိုသဘောကို ထပ်ပြီးမှနားထောင်ကြည့်အောင်နော်ပုဂ္ဂလိကအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ အစိုးရကထုတ်ပြန်ထားတာရှိပါတယ်။ကိုယ်ပိုင်အကြောင်းဒီမှာ CDM လောက်ထားတဲ့ disloyalty civil servants ပေါ့နော် နိုင်ငံသက်သက်ပေါ့ဝန်ထမ်းတွေ DCS တွေပေါ့အဲ့ဒီလူတွေကိုခမားတို့ရဲ့ပုဂ္ဂလိကအကြောင်းပိုင်ရှင်တွေကိုယ်ပိုင်အကြောင်းပိုင်ရှင်တွေခမားတို့အကြောင်းမှာခန့်ထားခြင်းမပြုဘူးကျွန်တော်တိုက်တော့ပါတယ်သတိပေးပါတယ်မြန်မာတိုင်းရုံးတော့ရှိတဲ့ကိုယ်ပိုင်အကြောင်းတွေပုဂ္ဂလိကအကြောင်းတွေရှိပါတယ်မူဂျိုလေးတွေဆက်ပြီးတော့တက္ကသိုလ်ပြီးတဲ့အထိအကြောင်းသားတွေကိုစာသင်ပေးနေတဲ့ပုဂ္ဂလိကအကြောင်းတွေကိုယ်ပိုင်အကြောင်းတွေရှိပါတယ်နိုင်ငံသားအကြောင်းတွေပေါ့အဲ့ဒီ၃ခုလုံးပါပါတယ်အဲ့ဒီအကြောင်းတွေမှာ နိုင်ငံတစ်စပောက် DCX ဆရာဆရာမတွေကိုအလုတ်ခန့်ထားခြင်းမပြုဘူးပါ။ပြည်ဝကြီးတနာခန့်ရဘူးလို့တမ်းမြစ်ထားပါတယ်။အဲ့လောက်ခန့်ရင်ဘာဖြစ်မလဲလို့မေးရင်လုပ်ငန်းပိတ်သိမ်းခံရပါမယ်။ထောင်ထဲရောက်ပါမယ်။နောက်တော့မသိလို့ခန့်မိရကွာခန့်လိုက်ပေါ့။သိတဲ့နေ့ကျရင်လုပ်ငန်းပိတ်သိမ်းခံရနိုင်တယ်၊ဓာတ်ကြီးရိုက်ခန့်အကြီးကြီးမရိုက်ခန့်နိုင်တယ်၊ထောင်ထဲရောက်ပါမယ်။ဆရာဆရာမတွေဖြစ်နေကြတော့ခန့်တော့မယ်ဆိုရင်အဲ့လူကတစ်ချိန်တော့အစိုးရကြောင်းတွေမှာဆရာမလုပ်ခဲ့သလား။သူက Facebook post တွေဝင်ပြီးတော့ကြည့်ရမှာ။သူကအစိုးရကမှာတော်တော်တုတ်ထားတဲ့ရှိလား။ အဲ့ဒါတွေရှိပြီဆိုရင်ခင်ဗျားတို့ကြောင်းမခန့်တာအကောင်းဆုံးဘာကြောင့်လဲဆိုတော့ခန့်လိုက်ပြီလို့ရှိရင်ခင်ဗျားတို့ထိခိုက်မှာခင်ဗျားတို့ကြောင်းထိခိုက်မယ် DCS ကြီးကိုခန့်ထားတယ်ပြီးရင်အဲ့ကြောင်းတွေမှာနိုင်ငံရေးတွေကိုပါးပါးလေးရိုက်ပြီးတော့တင်တယ်တိုင်းပြည်ကကိုယ်လိုဖြစ်နေတာဘာလို့ဘယ်ဆိုရအောင်လဲဒါတို့တိလားအမသိပါဘူးဆရာမဆိုဒါတို့တိရပါတိပါတယ်ဟာဒီမျိုးတွေစကလုံးလေးတွေနဲ့ပပလေးညှက်ထဲတော့ကလေးတွေကဆင်ဆိုးရကြောင်းဆင်ဆိုးရအဲ့မှာကလေးတွေကပစ္စည်းပေါက်စားလေးတွေကအဲ့သူတို့ခေါင်းထဲမှာဆင်ဆိုးရကြောင်းဆိုဆွဲသွားအောင်ဆိုတော့အခုဒီဒရင်ထဲမှာကျမတို့ကြားရတဲ့အတိုင်းပဲ အရင်တော့ကတို့ပြောတယ် CDM တွေအကုန်စစ်ခွေးတွေနဲ့ပြန်နေပိုးပေါင်းဖို့ရတဲ့စစ်ခိုးတွေခေါ်တာရှိတယ်ဆိုတော့ PDF တွေကိုလည်းအခုခေါ်တာ ကြားတယ်နော်ဒီလိုမျိုးခေါ်တယ်ငါတို့ကတော့တခါလက်3000ထောင်ခဲ့ပြီးပြီးတော်လာရေးထဲမှာပါဝင်ပြီးပြီးဒါပေမဲ့ဒီနေ့ငါတို့အရင်တော့ငါကြောက်ဆရာမဆိုတော့ကြောက်ဆရာမပြန်လှုပ်ချင်တယ်ငါဟာဒေါက်တာဖြစ်တယ်ဆရာဝန်ဖြစ်တယ်ငါဟာနတ်စမဖြစ်တယ်ငါဒီနေ့ပြန်ဝင်ပြီးတော့အစိုးရအလုပ်ကိုပြန်လုပ်ပါမင်းလို့ပြောတဲ့သူဒီကိုအခုဘာပြောလဲအခုဆဲယုံမှလည်း CDM လုပ်ခဲ့တဲ့သူဒီကိုအလုပ်မခံဖို့ရတဲ့အစားထုတ်ခဲ့ပြီးပြီးတော့အခုကြောင်းမှရောမူကျူကြောင်းကနေမှအခုဟိုးခေါ် college အထိဘေးသူကမှ CDM လောက်သွားတဲ့ကျောင်းဆက်ဆမ်းမတွေကိုမခန့်ဖို့တကယ်လို့တိခဲ့တယ်ဆိုလို့ရှိရင်တော့ပြင်းထန်စွာအေးအယူမယ်ထောင်ချမယ်အလုပ် line စင်တွေအကုန်ပိတ်သိမ်းမယ်အဲ့လောက်အထိသူတို့ကစက်တီးစွာလုပ်ခဲ့ပြီးစစ်ခွေးတွေကဘောမတွေကနေနဲ့တဆင် PDF တွေကိုခေါ်နေတယ်ဆိုတာဟာတကယ်ပဲကျွန်တော်ကိုချစ်လို့ခေါ်တာမဟုတ်ဘူးကျွန်တော်တော်လာရဲဒီ in အပြိုလဲသွားအောင်ပဲသူတို့ခေါ်တာဖြစ်တယ် ခဏတုန်းက CDM တွေလက်သုံးချောင်းထောင်ခဲ့တာမှတ်နေဒါပေမဲ့ဒီနေ့တို့ပြောင်းဝင်ချင်တယ်ဝင်လို့ရတာပေါ့ဘာကြောင့်မို့တို့ကနေမှ CDM လောက်သွားတဲ့လူတွေနင့်တို့လုံးဝဝင်လို့မရတော့ဘူးလို့ပြောတယ်ပြီးနောက်တစ်ခုဒီထဲမှာကြော်မျိုးမင်းကအများရန်စကားပြောရည်ဆိုလို့ရှိရင်လူစကားတုံမပြောတာဘူး ကလေးတငယ်တွေကိုကျွတ်တော့ကနေမှစစ်ခွေးတွေကိုမုံအောင်ကျွတ်တော့တင်ပေးလိုက်တယ်လို့ပြောတယ်။အခုလူပမာတိုင်းရင်သားတွေလည်းဒီနေ့စစ်ခွေးတွေကိုမုံတာဟာနင့်တို့ယွာလိုက်ယွာလိုက်မိချိုတယ်။နင့်တိုင်းညတိုင်းဘုံကျဲတိုက်ခိုက်နေတာကို ကလေးတွေမမြင်ဘူးကလေးတွေမခံစားတတ်ဘူးလို့နင့်တို့ထင်နေကြတာလား။ ကျမတို့ဆက်မွေးလာခဲ့တဲ့ကတဲ့ကနေမှနင့်တို့စစ်ခွေးတွေဒီနေ့ကျမတို့လူပမာတိုင်းရင်သားကလွဲရင်ကြံတော့တိုင်းရင်သားတွေကိုနင့်တို့နှိပ်စက်ခဲ့တာကျမတို့အသေးသေးမှနာကိုနာတာတသက်လုံးဖြေလို့မရဘူးဘသူမှမတင်ပေးဘူးကိုယ့်ရဲ့မိဘဒီတောင်ကျမတို့ကိုမပြောပြဘူးဒါပေမဲ့ကျမတို့ကလူဖြစ်တယ်နင့်တို့လိုမျိုးခွေးမဟုတ်ဘူးလူဖြစ်တဲ့အတွက်ကြောင့်မြင်တယ်ခံစားတယ်ထိတွေ့တယ် ကြုံတွေ့ရတဲ့အရာအားလုံးဟာနင့်တို့ခွေးတွေကိုမုန်းဖို့ဖြစ်တယ်။ဆီယမ်မမပြောနဲ့မိဘတွေလည်းမတင်ခဲ့ဘူး။ဒါပေမဲ့နင့်စင်မှာမြင်နေရတဲ့အရာတွေဟာနင့်တို့ကိုမုန်းဖို့ဖြစ်တယ်။မြန်မာနိုင်ငံမှာရှိတဲ့ကလေးတွေဘာကြောင့်နင့်တို့ကိုမုန်းတယ်လဲ။တင်ပေးဆရာမလို့ဘူး။တွေ့နေရတယ်။စစ်ဆောင်နေကြတော့မိသားစုတွေရဲ့ကလေးတွေနင့်တို့ကိုမနာကျင်ပဲနေမလား။နင့်တို့ကိုမနာကြည့်ပဲနေမလား။နင့်တို့ခွေးတွေကတော့နာကြည့်တတ်မှ နာကြည့်တတ်မယ်။ဒါပေမဲ့ ခန်းစားချက်ဆိုတာကအထူးသဖြင့်သရစ်ဆန်တဲ့လူကပိုးပြီးမှခန်းစားတတ်တယ်။ဒါကြောင့်မို့ဒီနေ့ကျမတို့လူဒီကတော့ခန်းစားတတ်တယ်၊နာကြည့်တတ်တယ်။ဒါကြောင့်နင်တို့ကိုမုန်းတာ။နော်။ဘေးကြောင့်ဆက်ဆက်မတင်ပေးလို့မဟုတ်ဘူးဆိုတော့ကိုနင်တို့ခွေးတွေမြင်းမြင်းမှတ်ထားပါ။နင်တို့ဘက်ကမှဒီ CDM တွေကိုမလို့ချင်တော့ပြောလဲကိစ္စမရှိဘူး။နင်တို့မှတ်ထားဖို့ကဒီမြန်မာနိုင်ငံထဲမှာနင်တို့ခွေးတွေပြောင်းမဲ့အချိန်မကြတော့ဘူးဆိုတာမြင်းမြင်းမှတ်ထားပါလို့ပဲပြောချင်တယ်။ เนาะပြည်သူတွေအားလုံးစမ်းမပြုတ်ရှိကြပါစေ